အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လက္ခဏာဘုဒ္ဓအများပြားကိုစူးစီးတင်ဆက်ပေးပါမယ်ပထမအဦးဆုံးပုံမှန်ပြထားတဲ့လက္ခဏာကိုကြည့်ပါသူရဲ့လက်မှာတနင်္ဂနွေဂျိုခုံမှာ၅ရုပ်ရှိနေတယ်လို့စနေဂျိုခုံမှာလည်း၅ရုပ်ရှိပါတယ်ထူးခြားတာကတော့အဲ့ဒီ၅ရုပ်နှစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်သွယ်နေပါတယ်ဒါကြောင့်လက္ခဏာရှင်ကမမျောလင့်တဲ့နေရာကနေပတ်စံတွေဝင်လာတတ်ပါတယ်မပင်ပန်းမဲနဲ့ပတ်စံရတတ်ပါတယ်လက်ထဲမှာလည်း ပတ်စံရှင်တက်ပါတယ်ဒါပေမဲ့ငွေတော့ကြာကြာမမြဲတက်ပါဘူးကောင်းတဲ့အဆောက်ရှောက်တွေရှိနေတက်ပါတယ်လုပ်ငန်းတစ်ခုကနေချိတ်ဆက်ပြီးကိုယ့်ရဲ့အောင်မြင်မှုတွေကိုတွန်းအားဖြင့်ပံ့ပိုးတည်ရှိပြီးတော့ကောင်းတဲ့ဘက်ကိုနှွေတက်ပါတယ်နောက်လက္ခဏာတစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ဝါးမြင်ကိုကြည့်ပါ သူရဲ့လက္ခဏာမှာအသက်လမ်းကြောင်းကနေတည်ရှိလာတဲ့အောင်မြေလမ်းကြောင်းကနေနှလုံးလမ်းကြောင်းညာလမ်းကြောင်းကြားထက်က၄တောင်ကွက်နဲ့ပူပေါင်းပြီးအလံပုံစံမျိုးလေးဖြစ်နေပါတယ် ဒါကတော့အောင်မြင်မှုကံစားတာအထောက်ပံ့ကောင်းတွေမစုံမနစ်သောဇွဲလုံးလာတွေနဲ့အောင်မြင်တတ်ပါတယ်။သူကအခက်အခဲကြုံရင်တောင်မှစိတ်တက်ခိုင်ခိုင်မာမာနဲ့ကြော်ပြတ်အောင်မြင်နိုင်ပါတယ်။မြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေရရှိရတတ်ပါတယ်။ချမ်းသာပြည့်စုံရတတ်ပါတယ်။နောက်လက္ခဏာတစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ရက်တင်းလာဂျူးခုံမှာကျဲပွင့်ကလေးရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီကျဲပွင့်ကလေးကခကြီးသွားလမ်းကြောင်းနဲ့ဆက်ဆက်နေပါတယ်။ အဲ့ဒီလိုခီးသွွားလမ်းကြောင်းနဲ့ဆက်ဆက်နေတဲ့အတွက်နိုင်ငံရက်ချမှာအချင်းချာချာနေရာတက်ပါတယ်နိုင်ငံရက်ချမှာအောင်မြင်ရတက်ပါတယ်ယာရုကြီးနဲ့နိုင်ငံရက်ချမှာတာဝန်ထမ်းဆောင်ရတက်ပါတယ်နောက်လက္ခဏာတစ်ခုကတော့တနင်္လာဂျူခုံမှာရှိတဲ့ငားရုပ်ကလေးပဲဖြစ်ပါတယ်အဲ့ဒီငားရုပ်ကလေးရဲ့အကျိုးအာနိသင်ကတော့နိုင်ငံရက်ချနဲ့ပတ်သက်ပြီးငွေကြေးတွေစုမိစောင်းမိဖြစ်စေတတ်ပါတယ်ငွေရွှင်လက်ရွှင်ပါတယ်ပတ်စံရလွယ်ပါတယ် ဒါပေမဲ့တခုရှိတာကတနင်္လာဂျူခုံမှာရှိတဲ့အမဲလေးနဲ့တိဆက်နေတဲ့အတွက်အလုံးနဲ့ပတ်သက်တဲ့ဖိအားတွေရရှိရတတ်ပါတယ်အလုံးမှာလည်းမပြောသလိုဖိအားတတ်ပါတယ်ဒါပေမဲ့ပတ်စံကတော့ရတတ်ပါတယ်နောက်လက္ခဏာတခုကတော့အသက်လမ်းကြောင်းသုံးထပ်ပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်မှာပင်မအသက်လမ်းကြောင်းရဲ့ဘေးမှာအရန်အသက်လမ်းကြောင်းနှစ်ကြောင်းပြနေပါတယ် ဒါကတော့ကိုယ့်ရဲ့ယင်းနီးရတဲ့မိတ်ဆွေတငယ်ချင်းညီအကိုမောင်နှမတွေစီကနေအကူအညီအထောက်ပံ့ကောင်းတွေရတတ်ပါတယ်။ချစ်ခင်ရတဲ့သူတွေစီကအကူအညီကောင်းတွေရတတ်ပါတယ်။လုပ်ငန်း၊ကိုင်ငန်းတွေမှာအခြေခံခိုင်တဲ့အောင်မြင်ရတတ်တာကိုပြပေးနေတာဖြစ်ပါတယ်။ဒီအရာအသက်လမ်းကြောင်းလေးတွေကကျမ်းမာရေးကိုတော့အထောက်ပံ့ပေးပြီးသားပဲဖြစ်ပါတယ်။လူသက်တမ်းကိုသွားပြီးအထောက်ပံ့ပေးထားပါတယ်။အသက်ရှင်ရှင်နေရမယ့်ကံကိုပါပေးထားပါတယ်။ပုံမှန်ပြထားသလိုမျိုး မြင်းပြိုင်ကလေးတွေကတက်တန်းတစ်ဝက်လောက်ရှိနေတဲ့အတွက်အဲ့ဒီတက်တန်းတစ်ဝက်အတွင်းမှာပဲဘေးဆိုးရန်ဆိုးဥပစ္စေတကကံတွေကနေကာကွယ်ပေးထားပါတယ်နောက်ထပ်အမှတ်အသားတွေကတော့လက်ဝါးပြင်နဲ့လမ်းကြောင်းတွေပေါ်ကမဲ့အမဲဆက်လေးတွေအကြောင်းပဲဖြစ်ပါတယ်အဲ့ဒီမဲ့အမဲဆက်လေးတွေနဲ့တတိထားရမဲ့အကြောင်းတွေကိုပုံနဲ့တကွပြောပြပေးသွားပါမယ်ပထမဦးဆုံးအမှတ်အသားကတော့ဂျာတာပြေဂျိုခုံပေါ်ကမဲ့လေးပဲဖြစ်ပါတယ် ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကြာသာပြေးဂျူကုံပေါ်မှာမဲ့အမဲဆက်တသေးလေးရှိနေပါတယ်ဒီမဲ့ကအယောင်ဆိုးလေးနဲ့လေတတိထားရလေးပဲဖြစ်ပါတယ်ဘာတွေတတိထားရမလဲဆိုရင်သူကဂုံတိတ်ခကြဆင်းစီတက်ပါတယ်နာမည်ဂုံတင်ကြဆင်းစီတက်ပါတယ်လုပ်ငန်းခွင်မှာမနာလိုတဲ့သူတွေအတိုက်ခိုက်အနောက်အရှက်တွေပေါ်တက်ပါတယ်ကောလာဟာလာတွေအပြောခံရတက်ပါတယ်နောက်အမှတ်သားတစ်ခုကတော့ အထက်အင်္ဂါဂျူကုံပေါ်ကမဲ့အမဲဇက်လေးပဲဖြစ်ပါတယ်ပုံမှာပြထားတာကိုကြည့်ပါဒါကတော့ကိုကိုကိုဒိန်ချုပ်နိုင်မှုအားနည်းတက်ပါတယ်နောက်တစ်ခုကကြတော့အမာယွန်းတွေနောင်တရရစရာအဖြစ်တွေကြုံရတက်ပါတယ်အဲ့ဒီအမာယွန်းတွေနောင်တရရစရာတွေအတွက် စင်ချင်းတုံတရားမဲ့စေတာမျိုးစုံဖြတ်ချက်ချမာယွန်းတာမျိုးတွေဖြစ်စေတက်ပါတယ်ဒါကြောင့်တင်းရက်လက်အထက်အင်္ဂါဂျူခုံပေါ်မှာမဲ့ပါတယ်ဆိုရင်တော့တစ်ခုခုလောက်ရင် ေချာစဉ်းစားဖို့လိုပါတယ်။နောက်အမှတ်သားတစ်ခုကတော့လမ်းကြောင်းပေါ်ကမဲ့အမဲဆက်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ပထမလမ်းကြောင်းတစ်ကြောင်းက အသက်လမ်းကြောင်းကခွဲထွက်လာတဲ့လမ်းကြောင်းတစ်ကြောင်းဖြစ်ပါတယ်။အောင်မြင်လမ်းကြောင်းလို့ဆိုနိုင်ပါတယ်။ဒုတိယလမ်းကြောင်းကတနင်းလာဂျူကုံကစလာတဲ့ကံလမ်းကြောင်းဖြစ်ပါတယ်။အဲ့ဒီနှစ်ခုပေါင်းစုံရနေရာမှာမဲ့အမဲဆက်လေးဖြစ်ပေါ်နေပါတယ်။ဒါကတော့ကိုယ့်ရဲ့အောင်မြင်မှုတွေမှာ အဖြက်အမောက်အဟန့်အတားတွေဝင်တက်ပါတယ်။အထူးသဖြင့်အသက်28နှစ်မတိုင်မီအချိန်ထိတတိထားရမယ့်မက်အမဲဆက်လေးပဲဖြစ်ပါတယ်။နောက်အမှတ်သားတစ်ခုကတော့ခရီးသွားလမ်းကြောင်းနဲ့ဤကတ်စွာတည်ရှိနေတဲ့မက်အမဲဆက်လေးပဲဖြစ်ပါတယ်။ဒါကတော့တနင်္လာဂျူခုံနဲ့အင်္ဂါဂျူခုံကြားမှာဖြစ်တဲ့အတွက်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံရဲ့ခြားနယ်ပတ်သက်တဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာစုံဖြတ်ချက်အများကြီးဖြစ်စေတတ်ပါတယ်။ အပြိုင်ဆိုင်အနောက်ရှက်ပေါ်တက်ပါလေနောက်တစ်ခုကကြတော့ရေလန်းခီးမှာတတိထားရပါမယ်နောက်အမှတ်သားတစ်ခုကတော့ပုံမှာပြထားသလိုမျိုး အသက်လမ်းကြောင်းနဲ့နီးကပ်စွာတည်ရှိနေတဲ့မဲအမဲဆက်လေးပဲဖြစ်ပါတယ်ဒီမဲကတော့အသက်လမ်းကြောင်းနဲ့လွတ်နေပါသေးတယ်ဒီမဲကအဲ့ဒီအသက်ရွယ်အပိုင်းခြားဖြစ်တဲ့48နဲ့50ကြားမှာကျမ်းမာရေးအညံ့ကလေးရှိတတ်ပါတယ်နောက်အမှတ်သားတစ်ခုကတော့ လက်မအရင်တောက်ကြဂျိုးခုံဘော်ကမဲ့ပဲဖြစ်ပါတယ်။တီတီချာချာကြီးမမြင်ရမဲ့မဲ့ဖြစ်ပါတယ်။လက်မအရင်အောက်ချိနဲ့တောက်ကြဂျိုးခုံကြားထဲမှာရှိရမဲ့ဖြစ်ပါတယ်။ဒါကတော့ယင်းနီးတဲ့သူတွေရဲ့တစ္ဆာမဲ့ခြင်းကိုခံရတတ်ပါတယ်။အထူးသဖြင့်ညီအကိုမောင်နှမတွေကိုသတိထားရပါမယ်။နောက်အမှတ်သားတစ်ခုကတော့ပုံမှာပြထားသလိုမျိုးအသက်လမ်းကြောင်းနာကတ်နေတဲ့မဲ့အမဲဆက်ပဲဖြစ်ပါတယ်။ဒါကတော့ အဲ့ဒီအသက်အရွယ်အပိုင်းခြားမှာကျမ်းမာရေးအညတ်ဂျုံတွေးရတတ်ပါတယ်။နောက်ပြီးလုပ်ငန်းကိစ္စတွေမှာအမားပေါ်တတ်ပါတယ်။ဒါကတော့သတိထားရမယ့်အချက်ကလေးဖြစ်ပါတယ်။နောက်အမတ်သားတစ်ခုကတော့နှလုံးလမ်းကြောင်းပေါ်မှာရှိတဲ့မဲ့အမဲဆက်ဖြစ်ပါတယ်။သူကစနေဂျိုးကုံအောက်တက်တဲ့မှာရှိနေတဲ့အတွက်သူများမကောင်းကြံတာခံရတတ်ပါတယ်။ရုတ်တရက်ဖြစ်တတ်တဲ့ accident တွေသတိထားရပါမယ်။ကျမ်းမာရေးမှာလည်းနှလုံးအားနေတာမျိုး နှလုံးဖောက်တာမျိုးတတိထားရပါမယ်။နောက်အမှတ်သားတစ်ခုကတော့ပုံမှာပြထားသလိုမျိုးအသက်လမ်းကြောင်းတက်တက်ပေါ်ကမဲ့အမဲဆက်ပဲဖြစ်ပါတယ်။ဒါကတော့ခုနကပြထားသလိုမျိုးအသက်လမ်းကြောင်းရဲ့ဘေးမှာမဟုတ်ပဲတက်တက်မှာဖြစ်နေတဲ့အတွက်ပိုပြီးတတိထားရပါမယ်။အဲ့ဒီမဲ့ရှိနေတဲ့အသက်အပိုင်းခြားခက်မှန်းကြီးတက်တန်း60ဝန်းကျင်မှာကျမ်းမာရေးနဲ့ပတ်သက်လို့အကြီးအကျယ်ဖြစ်ပြီးဈေးရုပ်ဈေးကရောက်ရတတ်တာမျိုး ရုတ်တရက် accident ဖြစ်တာမျိုးသူများမကောင်းကြံခံရတာမျိုးတွေကိုအထူးသတိထားရပါမယ်လက္ခဏာမှာဒီလိုမျိုးတွေပါလာလို့ဘာတွေလုပ်ရမလဲဆိုရင်မဲကိုပျောက်သွားအောင်လုပ်ရပါမယ်ပျောက်သွားအောင်လုပ်ဆိုလို့မဲကိုဖြတ်ဖို့စွဖို့ပြောခြင်းမဟုတ်ပါဘူးမဲတွေကိုစွမယ်ဖြတ်မယ်ဆိုရင်အိတ်နေတဲ့ကြားကို노လိုက်သလိုမျိုးဇိုးကျိုးတွေပိုပြီးတက်ရောက်တာမြန်စီပါတယ်အဲ့ဒီတော့နီးမှန်လမ်းမှန်နဲ့ဘယ်လိုလုပ်ရမလဲဆိုရင်လက်ဝါးပြင်ရဲ့လက်ချောင်းထိပ်ဒီမှာ ခယူပတ်ပွေတွေရှိတတ်ပါတယ်။အဲ့ဒီခယူပတ်ပွေနဲ့မဲကိုဖိပုတ်ပြီးမိမိရွတ်ဖက်နေကြဂါထာကိုရွတ်ဆိုပြီးပြတ်ပေးပါ။အကယ်၍တင်းရဲ့လက်မှာခယူပတ်ပွေမရှိခဲ့ရင်လည်းခယူပတ်ပွေရှိရသူရဲ့လက်ကိုယူပြီးအသုံးပြုနိုင်ပါတယ်။ဥပမာတံမုတ်တွေဆိုလည်းတံမုတ်တွေတရဏဂုံဆိုလည်းတရဏဂုံဂုံတော်၉ပါးဆိုလည်းဂုံတော်၉ပါးစသဖြင့်မိမိထုံနေအောင်ရွတ်တဲ့ဂါထာနဲ့ဖိဖိပြီးပုတ်ပေးပါ။တခြားကောင်းမှုကုသိုလ်တွေနဲ့လည်းတွဲပြီးလုပ်ပေးပါ။ ဒါဆိုရင်မဲ့ရဲ့ဇိုးဂျိုအာနိတင်နေရော့ပြီးအယောင်မိန်သွားပါလိမ့်မယ်။ဒါကတော့မဲ့နဲ့ပတ်သက်ပြီးစောင်းရံရှောင်းရံတွေနဲ့တတိပြုစရာလေးတွေကို မျှဝေပေးခြင်းသာဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်ပွားပြင်ပေါ်က၅ရုပ်တည်းရဲ့အကျိုးများကြောင့်ပဲဖြစ်ပါတယ်။ကန်ဆူးကန်ကောင်းဆိုတဲ့ဒီနေရာမှာကျွန်တို့အနေနဲ့က၅ရုပ်ပုတ်လောက်လက်ပွားပြင်ပေါ်မှာထွက်ရှိတာကိုသိပ်ပြီးကြီးကျယ်ပြီးတော့တခန်းတနာပြောစရာမရှိပါဘူး။ အဲ့ဒီငါးယုံနဲ့တခြားသောကောင်းတဲ့အမတ်သားတွေပါမပဲအကျိုးအားကောင်းပြီးတင်းတဲ့လောက်ကောင်းပါလိမ့်မယ်။ပုံမှန်ပြထားတဲ့ငါးယုတ်ကိုကြည့်လိုက်ပါ။အသက်လမ်းကြောင်းအဆုံးနေရာမှာငါးယုတ်ပုံသဏ္ဍာန်ထွက်ရှိဖြစ်ပေါ်နေတာကိုတွေ့ရှိရပါလိမ့်မယ်။ဒါကတော့ငါးယုတ်အစ်ဖြစ်ပါတယ်။အဲ့ဒီငါးယုတ်ရဲ့အဓိက အလုံးလုံးပုံကတော့ငါးယုတ်ပါရှိတဲ့လက္ခဏာရှင်တွေဟာကနာမငြိမ်ကြရပါဘူး။အမြဲတမ်းလှုပ်ရှားသွားလာလှုပ်ကင်နေကြရပါတယ်။ခရီးတွေကိုလည်းများစွာသွားလေရှိပါတယ်။ငါးဆိုတဲ့တတ္တဝါဟာ ရေထဲမှာလည်းခန္ဓာကိုယ်ငြိမ်သက်စွာ နေထိုင်လို့မရှိပါဘူး။အမြဲတမ်းအမိပိုင်းဖြစ်ဖြစ်လှုပ်ရှားပြီးအိမ်နေတက်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်ငါးယုတ်ပါရှိတဲ့သူတွေကကနာငြိမ်စွာ နေရဖို့မလွယ်ကူလပါဘူး။ဒါကြောင့်ငါးယုတ်ပုဒ္ဒရာလက်ပွားပြင်ပေါ်မှာပါရှိယုံဖြစ်ဖြစ်ငွေကြေးဥစ္စာစီးပွားကို ပေးဖို့မလွယ်ကူပေမဲ့အဲ့ဒီငါးယုတ်ပုံဒ္ဒရာနဲ့အတူလက်ရည်စာလက်ချောင်းကံကြမ္မာလမ်းချောင်းအောင်မြေလမ်းချောင်းတခြားသောကံကောင်းတဲ့အထောက်ပံ့တွေ ကောင်းမွန်ပြည့်စုံတဲ့အချိန်ငားရုပ်ပုံသဏ္ဍာန်ထွက်ရှိတဲ့အချိန်နဲ့တိုက်ဆိုင်ပူးတွဲနေတော့ငွေကြေးစည်းဘဝဥစ္စာကိုရရှိမယ်။ခရီးသွားရင်အကျိုးမြတ် ကောင်းမယ်လို့ဖော်ပြတာဖြစ်ပါတယ်။ဒီနေရာမှာမှတ်ချက်အနေနဲ့ကတော့လက်ဝါးပြေမှာဘလောက်ကောင်းတဲ့အမတ်သားတွေပါပါလက်ရည်စားတွေလက်ချောင်းတွေကံကြမ္မာလမ်းကြောင်းအောင်မြင်လမ်းကြောင်းတွေကောင်းမွန်ပြည့်စုံခြင်းမရှိဘူးဆိုရင်တော့အကျိုးတက်ရောက်မှုအားကောင်းနိုင်မှာတော့မဟုတ်ပါဘူး။နောက်တစ်ခုကတော့လက်တံအကြောင်းပါ ပုံမှာပြထားတဲ့လက်တံကိုကြည့်လိုက်ပါလက်တံဟာဖြောင်းမနေဘဲနဲ့ကိုေးကောက်နေမယ်ဆိုရင်စကားကိုအမှန်တိုင်းမပြောဘဲနဲ့လိုဝက်စွာပြောဆိုတတ်ပါတယ်လိမ္မာပါနမှုရှိပြီးစကားပြောကြွန့်ကျင်တတ်ပါတယ်စီးပွားရေးအကွက်မြင်တတ်ပါတယ်ပုံမှာပြထားတဲ့နေရာကလက်မကလည်းကော့လန်နေပြီးတော့ပထမအစစ်ဒုတိယအစစ်တို့ကလည်းအချိုးစားညီမျှနေလို့ထိုးသူဟာစိတ်နေစိတ်ထားမြတ်တာစိတ်ရှိတတ်ပါတယ်အကယ်၍ လက်မဟာအလွန်မာနေပြီးလက်မရဲ့အဖျားဟာပူတိုလုံးနေမယ်ဆိုရင်တော့တကူကောင်းစိတ်များပြီးလူလိတ်လူညာဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့ကြီးပွားတိုတက်စေတတ်တဲ့အမှတ်သားတွေကြောင်းပါအလွယ်လေးကြီးလို့ရတဲ့အမှတ်သားတွေကြောင်းဖြစ်ပါတယ်။နံပါတ်၁ကတော့အသက်လမ်းပေါ်ကတွီးကံပဲဖြစ်ပါတယ်။အသက်လမ်းနဲ့ဥကောင်းလမ်းကြားမှာတွီးကံလေးဖြစ်တည်နေမယ်ဆိုရင်စီးပွားရေးတိုတက်ရေးအတွက်အလွန်ကောင်းမှပါတယ်။အဲ့ဒီတွီးကံလေးဖြစ်တည်နေတဲ့အသက်ပိုင်းချမ်းမှာပဲအမွေရရှိခြင်းအိုးအိမ်ပိုင်ဆိုင်ခြင်း ထီပေါက်ခြင်းထီပေါက်တဲ့ကဲ့သို့ငွေအစုလိုက်ဝင်ခြင်းကိုဖြစ်စေပါတယ်တွီးကန်ကြီးရင်ကြီးသလို အကျိုးပေးမှုများစေပါတယ်ဒါပေမဲ့တခုရှိတာကတော့ဟိုလန်းချောင်းဒီလန်းချောင်းတွေနဲ့ရှုပ်ရှက်ပြီးတော့တွီးကန်ပေါ်တာမျိုးအခြားလန်းချောင်းတွေနဲ့ဆက်ဆက်ပြီးတွီးကန်ဖြစ်နေတာမျိုးဆိုရင်တော့မရပါဘူးဒီအတန်ဖြစ်တည်နေတဲ့တွီးကန်အမှတ်အသားဖြစ်ဖို့တော့လိုပါတယ်နံပါတ်1ကန်လန်းချောင်းအခွဲကနေဥကောင်းလန်းချောင်းကိုထိပြီးရက်နေခြင်းပဲဖြစ်ပါတယ်ဒီလိုမှသာပါရှိနေရင်တော့အကြံကောင်းညံကောင်းတွေထွက်လာမယ် ជីវ៉ាတူတက်ရေအတွက်ကိုပားရေနဲ့ရေရှိလာမယ်။စီးပွားရေးမှာအကွက်မြင်ပြီးလောက်ကင်တက်လာမယ်။ကံအခွင့်အရေးအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်။များသောအားဖြင့်ကိုယ်တိုင်ရဲ့အတွေးခေါ်တွေအကင်းပါမှုအရေးချင်းတွေကြောက်ပဲအောင်မြင်တဲ့သူစီးပွားဖြစ်ပြီးချမ်းသာတဲ့သူဖြစ်လာကြပါလိမ့်မယ်။နံပါတ်3ကတော့မဟာတ္တိကံပဲဖြစ်ပါတယ်။ကျမ်းမာရေးလမ်းကြောင်း၊ကံလမ်းကြောင်း၊ဥကောင်းလမ်းကြောင်းစတဲ့လမ်းကြောင်းကြီး၃ခုပေါင်းပြီးဖြစ်တည်လာတဲ့တ္တိကံဖြစ်ပါတယ်။မဟာတ္တိကံပါရှိနော်။ အမြင့်ကျင်လာခြင်းအမွေရခြင်းဝင်ငွေများတဲ့လုပ်ငန်းများပိုင်ဆိုင်ခြင်းယာတူးကောင်းနေရာကောင်းရခြင်း အိမ်ပိုင်ခြင်းစတာတွေကို ဖြစ်စေမယ်အတိုက်အခိုက်တွေအခက်အခဲမှန်သမျှကိုကြော်ဖြတ်နိုင်တဲ့ခွန်အားလုံလဉာဏ်ရည်တို့ကို ပိုင်ဆိုင်ပြီးအောင်မြင်မှုတွေကိုရရှိလာပါလိမ့်မယ်